ဆရာကြီးရန်အောင်ရင်တန်ဝေကဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှဖြစ်ပါတယ်ရှင် ကြောင်လွတ်လိုက်ပြီဖြစ်သဖြင့်ကျောင်းသားများဆရာဆရာမများသည်တစုတရုံနှင့်ပြန်သွားကြလေရာကျောင်းပေါ်တွင်စနော်တယောက်ထဲဂျန်ရိတ်ခဲလေတော်သည်တနည်းလုံးပင်စစူးညံ့ညံ့လှလှရှရှဖြစ်ခဲ့သောကျောင်းမှာတိတ်ဆိတ်ငင်းသက်လျက်အသက်မဲ့သည့်တစ်ဖွဲဖြစ်နေသည်ကိုတွေ့ရသောအခါမမြဲသောသင်္ခါရသဘောတရားကိုစဉ်းစားထင်မြင်မိသည်ကျွန်တော်သည်ကျောင်းဝန္ဒနာတွင် ကလထိုင်းတလုံးဖြင့်ထိုင်းတောင်ဆူဆူရဲ့သုံးငီမျှောကြည့်ရှုနေမိမိုးရသည့်တွင်ကမြရီလင်းတကယ်သူစိန်လန်းစုပြေသောစဘာပင်တို့ဖုံလန်းရာလေကွင်းကြီးမှာယခုခါတွင်လဟာပြင်လွင်ဒီခေါင်ပြေလင်းရိုးပြဲငုတ်လေးများကိုသာမြင်ရတော်သည်ဤစဘာပင်များ၏ဖြစ်တနည်းကလူတို့၏ဘွားနှင့်တူလာစွာ၏လူပေါင်းတို့သည်ပြုံရွယ်စင်းပြီးကြော်ကြွှင်ကြကြည်နူးကြသည်မှာ မိုးရသည့်အတွင်စပားပင်များဆိုင်လန်းစုပြေရင်ွဲရည်နေသည့်နှင့်တူလိုက်မိုးရသည့်ကုံမြောင်ဆောင်းရသည့်ရောက်တွင်စပားပင်တွေသည်ရိပ်ဖြက်ခြင်းခံရသလိုလူများမှလည်းတက်ကြီးရွယ်ကိုသူရောက်လက်တော်အခါတေမင်းဤထလာစွာသောတစင်ဖြင့်ရိပ်ဖြက်ခြင်းခံရကရိုးပြန်ကုန်ပမာအယိုးစုသာဂျန်လီတော်သည်တကားတနေ့လုံးစီကကြွညံရင်နေခဲ့တော့ကြောင်းသည်တိတ်ဆိတ်ငြိမ်သက်၍နေသလုံး တမောတွင်လောင်းစိမ့်စူတာရခဲ့သောစမားပင်တို့သည်ရိုးပြန်ကုန်မြတာကြံတော်သလို ကျွန်တော်ပါမှလည်းဤတိုင်းပင်ဖြစ်ပေတော်သည်ဒါသည် ကျွန်တော်သည်အတိတ်ဖြစ်စဉ်ကိုပြန်လဲတွေ့တော်ကချိန်နေမိသည်ဒလားမျိုးအနီး၆နံပါတ်ရွာကလေးတွင် ကျွန်တော်ကြောင်ဆရာလုပ်ခဲ့သည် ကျွန်တော်မှာတကူရီတကာရသမားဖြစ်ရာပြင်းရီညီငွေမိလျက်တစုံတရာလိုရည်နေသလိုဟာရည်နေသလိုဖြစ်တော်သည် တနေ့တော့ညနေတွင်မိုးရေရွာရေနေတတ်ပြီးကျွန်တော်တယောက်တည်းအိမ်ခန်းတွင်မှကုတ်ရေးနေစဉ်တစုံတရာဝင်လာတဲ့ပြင်ကျွန်တော်မှအာအာတင်ကမျက်လုံးပြူသွားမိတော့သည်လှပတော့မိမပြူတယောက်ဖြစ်ကျွန်တော်တခါညာမမြင်ဘူးသူလည်းဖြစ်ပြုံးနဲ့မိုးရချလိုက်လို့မဝင်ခူတာပါဟိုမိမပြူကပြောသည် ကျွန်တော်ကနေရာထိုင်ခင်းပေးကစကားစမြည်ပြောသည်ကျွန်တော်အတီလိုတီများကိုမြည်သည် ထိုမိမပြိုမာသုံးခါမျိုးနီကတပ်ပနာရွာမှာဖြစ်ကျွန်တော်နေသည့်6နံပါတ်ရွာတွင်မိမပြိုရေမာရှိသည်ဖြင့်အလဲပတ်လာခြင်းဖြစ်ကြောင်းသိရသည်ကျွန်တော်နှင့်မိမပြိုတော်ကြားစကားပြောရင်းနေကြ၏သူရုပ်ရှင်တရံမှာချစ်ခင်ကျင်နာဖွဲ့ကောင်းလာသည် သူတံမှာตายာလှိုင်းသူ့ကိုမြင်ရတွေ့ရသူ့တံကိုကြားရတော့ကျွန်တော်မှာသူဟာချစ်ခင်ဆွေမမီလေးတော်သည် ထိုနေ့မှစ၍ကျွန်တော်၏ပြင်းရင်ညီငွေဖွဲပွားမှာတာယာဆိုပြလာတရားဖြစ်ရတော်သည်ကျွန်တော်နေသည့်6နံပါတ်ရွာကလေးဒီပင်လင်းရှေကနေမတူနေချင်းစပွဲပြောင်းမွေးဖွဲရာဖြစ်လာသည်ဟုထင်မိတော်၏မဲမပြိုရင်မှမှကျွန်တော်နှင့်ယင်းဤခင်မင်သူဖြစ်ရာကျွန်တော်ဆန္ဒကိုပြောပြသည်သူကလည်းသဘောတူသည်ထို့ကြောင့်မကြာမီပင်လင်းမဲမပြိုနေကျွန်တော်မှသမီးစားဖြစ်ကြတော်သည် ငယ်ရွယ်သေးသူပြီးပြီးလွန်စားပြောမွေးနှစ်သိမ့်မီမိမပြုံနေကျွန်တော်တို့မကြခနာတွေ့ကြဆုံးကြကလူကြီးစေကြရသည်များကုန်စိတ်ဝမ်းချမ်းများပြုံမွေးလာလင် ပီတီတော်မနတာဖြစ်၍မဆုံးရှိလေတော်သည်ထိုခိုက်တွင်အညာဒေတာစင်ပါဝဲတွင်နေကြတော့ကျွန်တော်မိပါများက ကျွန်တော်ကိုတန်ကျူရရခေါ်လေတော်သည်ထလွန်လင်ထိုင်ရသည်ဟူသောစကပုံကမှန်လားစွာ၏ အပျော်ကြီးပျော်မျိုးကြီးမျိုးခဲ့တော့ကျွန်တော်မှာမိဘတို့အသေးအံကြမ်းမမာဖြစ်နေချေပြီးဟူတွေကစင်ပောင်ဝဲတော့ချက်ချင်းလာခဲ့သည်မိဘများကြမ်းမလည်းရှိကြောင်းတွေ့ရတဲ့အခါကျွန်တော်အံ့ဩရပြန်သည်ပို့ရအံ့ဩဖွဲကောင်းဒီမှာကမိဘများသည် ကျွန်တော်နှင့်တင်တော်မည်ထင်သူမိန်ကလေးတို့နှင့်လက်ထပ်ပြီးရန်စီစဉ်ကြခြင်းပင်ဖြစ်သည်ခက်ချေပြီးမိဘစကားကိုလည်းမပြစ်ပဲလို့ 6နံပါတ်ရွာတွင်ခြံရည်ခဲ့သူကျွန်တော်ရည်စားကိုလည်းသစ္စာမဖောက်လို့နှစ်ယောက်စလုံးကိုလက်ထပ်၍လည်းပြင်းပြကိစ္စမျိုးမဟုတ်ထို့ကြောင့်ကျွန်တော်မှအတွေ့ခက်အလုပ်ချက်ကစိတ်မချမ်းသာဖြစ်ရတော့သည် နောက်ဆုံးတွင်ကမိဘများ၏စကားကိုညင်ပယ်ရတော့သည် ရင်းတော်ညီညင်ပယ်ရတွင်ကျွန်တော်မှရည်စားရှိနေပြီဟူ၍ကမပြောဘူးရင်းတို့ပြောလင်း မိဘများကပြန်မလို့ပဲသူတို့သဘောတူသည့်မိန်းကလေးနှင့်အတင်းပေးစားမည်ကိုဆိုရပေသေးသည်ထို့ကြောင့်ကျွန်တော်သားများမြှင့်သေးပါဘူးသားများယူဖို့ကိစ္စကိုစဉ်းစားပြစေအောင်ဟိုမလိန်တပတ်ပြောရသည်ကျွန်တော်အစင်ပါဝဲမှာ6နံပါတ်ရွာသို့ပြန်ခန့်နေတယ်ကျွန်တော်ရည်စားတဲ့စာတင်ကြိုရေးတိုင်းညံကုန်တွင်ကျွန်တော်တို့နှုတ်ဆုံရန်ဖြစ်လေသည်ကျွန်တော်အစင်ပါဝဲမှာပြန်လာတော့အခါညံကုန်တွင် ကျွန်တော်ဤဇာနေဆောင်တွေ့သည်ချောင်းနံပတ်ရွာသို့မသွားကြပေအင်းစိန်ဤထန်းပင်မြို့သို့သွားကထိုမြို့တွင်အိမ်ငါနေထိုင်ကြသည်ကျွန်တော်ချောင်းနံပတ်ရွာသို့ရောက်သောအခါကျွန်တော်မှာမိမရနေဖြစ်ပြနေပြီဖြစ်ကြောင်းမသိကြရင်းသောမသိအောင်လဲဖုံဖိထားရသည် ကျွန်တော်မိမရနေကြောင်းကျွန်တော်မိဘများသိကြလင်စိတ်မကောင်းဖြစ်မည်ဆိုသောကြောင့်ဖြစ်သောအခါတွင် ၆နံပါတ်ရွာသူရွာသားများက သူတို့ရွာသူကလေးတယောက်ကိုယူရန်ကျွန်တော်ကိုနာချကြပြန်သည်ကျွန်တော်ဖြစ်ကစံကျဲလာစွာဤဖွဲလေကောင်းပါ၏စင်ပါဝဲ၌မိဘများပြီးစားသောမိန်းကလေးကိုလက်ထက်က စင်ပါဝဲတွင်ပင်ထားခဲ့နိုင်သည်ထို့နောက်ကျွန်တော်ဤစားကိုယူကထန်းသမီးတွင်ထားမြဲထားနိုင်တဖန်၆နံပါတ်ရွာသူကလေးကိုလည်းယူနိုင်ပေသည်ကျွန်တော်သာရှုပ်ရှုပ်ပွေပွေလှုပ်ခြင်းတို့ဖြစ်ပါက ဤသို့ပင်မရသုံးရောက်မပြိုင်နက်ထဲယူနိုင်အောင်အချိန်လေးကဖန်တီးပေးခဲ့တို့သောကျွန်တော်ဒီရီစားကိုတစ္ဆာမဖောက်ဂတိမပြတ်ပင်သူတူဒီကိုသာယူခဲ့သူ့ကိုယူရပါမည်လားဟူမိပါများကစိတ်ဆိုကြသည်၆နံပါတ်ရွာသူရွာသားများကညင်ညိုကြသည်ရင်းတော်စိတ်ဆိုညင်ညိုချင်းခံကကျွန်တော်စွန့်စားယူငင်ခဲ့သောစနီးကကျွန်တော်ကိုအကြီးကျယ်တစ္ဆာဖောက်လေတော့တည်း အထက်တွင်ဆိုခဲ့သည့်အတိုင်းကျွန်တော်တို့ဇနီးမောင်နှံသည် ထန်းပင်တွင်နေကြ၏။ကျောင်းဖွင့်ရက်များတွင် ကျွန်တော်သည်၆နံပါတ်ရွာတွင်နေရလျင်ကျောင်းပင်ရက်များတွင်ဇနီးရှိရာ ထန်းပင်သို့သွားရသည်။ကျွန်တော်ခြေလံပြက်သည်ကိုရိပ်မိကြသော၆နံပါတ်ရွာသူရွာသားများသည်ကျွန်တော်ကိုအမျိုးမျိုးထင်ကြည်ပေးကြသည်။စုံစမ်းထောက်လန်းကြသည်။ကျွန်တော်မိမယူကတနေရာတွင်ထားကြောင်းရိပ်မိလာကြ၏။ ကြာတော့တက်သီလာကြသည်အချိန်ကာလဟူသည်ထူးမြတ်တော်စေတပါပါပေတကားကျွန်တော်သည်မိဘပေးစားသောမိန်းကလေးကိုမယူအခြားသူကိုယူကြောင်းမိဘများလောလောဆယ်တည်ကြလိမ့်မိဘများကလည်းအကြီးကျယ်စိတ်ဆိုးမည်ဆောင်းနံပဲရွာသူရွာသားများကလည်းမုန်တီးရွှချကြပေးမည်သို့သောတပြေးပြေးရင်မိကချိန်ကာလကြာမြင့်မှတည်ကြရသောဂါရင်းကား အမှုလုံးမေးဖြစ်တော့ကြစူစူပူပူမဖြစ်ကြတော့ပဲခွင်လွန်ကြရလေတော့ဒီကျွန်တော်တို့ဇနီးမောင်နှံဒီ6နံပါတ်ရွာသူကြောင်ရွှေကပြောင်းမေးစားနေထိုင်ကြ යි ရင်းတော့ပင်တသက်ပန်းလုံးနေထိုင်သွားကြရလိမ့်မည်ဟုလဲမျှော်လင့်မိအချိန်ကာလနှင့်ပြိစေရတာကုံလွန်ကြမြင်ခဲ့ကြသည်မြည်တည်းရဲ့နှောက်ရှက်ဒါစီများမရှိတော့သဖြင့်ကျွန်တော်တို့ဘွားမှာตายာပြောင်းမွေးနေလေတော့သည်တို့တော့ ဘဝဟူဒီပင်လဲရေးပြင်ပမာအမြဲညင်တဲ့တာယာချင်းမရှိသေးတကတနေ့တွင်ကျွန်တော်မှာရည်ကြည်သောကိစ္စတရက်ပေါ်ပေါလာသည့်အတွက်တောင်ကူမျိုးသို့သွားရ၏တောင်ကူတွင်၅ရက်ခန့်နေပြီးနောက်ဇနီးထံသို့ပြန်ခဲ့သည်တောင်ကူတွင်မိတ်ဆွေတင်ခါများထံသို့အကျိုးကြောင့်စာရေးရန်အတွက်စာရေးစကူကတ်ကိုယူ၍စာရေးမြည်ပြသောအခါစာရေးစကူကဲ၏မင်းနေစကူပေါ်တွင် ထူဆန်းသောမှတ်သားများတွေ့ရတော့သည် ဖြစ်ပုံမှာကတစုံတယောက်သည်မင်းနေစကူပေါ်တွင်စာရွက်ကိုတင်ကခဲတံဖြင့်စာရဆောင်ရေးရင်းတို့ရည်သည့်စာများသည်မင်းနေစကူပြော့ပြော့တွင်ပေါ်တွင်အရေးကြောင်းများထင်ကျန်ရတော်သည် ထိုမင်းနေစကူပေါ်မှရေးရချေရများကိုတေချာစွာဖတ်ကြည့်သောခါတွင်က ကျွန်တော်ထိတ်လန့်အောင်မီတော်သည် ကျွန်တော်မြည်သည့်အခါကညာမမျောလင်းမီတော့ကိစ္စသူဆိုကိစ္စဆိုကြည့်တရပေါ်ပါချပြီးတကားကျွန်တော်မရှိသည့်ခိုက်တွင် ကျွန်တော်စနေသည့်အချားယောက်ျားတယောက်နီဖောက်ဖောက်ပြန်ပြန်ချင်းချမ်းလော်မာနီเจ้าကို မြင်နေဆက်ကူပေါ်ကရေရာချီရများက အထင်ရှားတတိခံ၍နေလေတော်သည်ကျွန်တော်မှာဒေါသထွက်ခြင်းစိတ်မချမ်းသာခြင်းမခံမရနိုင်ခြင်းများပေါ်ပေါက်ကအယူပမာဖြစ်ရလေတော်သည်ကျွန်တော်စနေကိုခေါ်၏ ့အမကိုလည်းခေါ်ဤကျွန်တော်တပြေလက်ထားဆရာကိုလည်းခေါ်ဤထို့နောက်မျက်နှာဆုံကြီးရှင်လင်းတင်ပြရတော်သည်ကျွန်တော်ဇနီးကမျက်ရည်တွေ့ကြကငိုယိုနေသည်မှားတပါဘာစကားမျှအပြန်မပြောနိုင်တော့ချင်းလက်စုပ်လက်ကိုင်မိနေချေပြီးမဟုတ်ပါလားကျွန်တော်ဒီဇနီးဟာထားရည်တပြည့်ချင်စေပြီးပေါ်မီသည်စိတ်လဲနာကြီးနာမီကျွန်တော်ကသူ့ဘော်တွင်စွမ်းကုန်တစ္ဆာရှိခဲ့သည် မိဘပြေးကြတော့မိန်းကလေးကိုမယူပဲမိဘများစိတ်ကောင်းပြုခဲ့သည်ရဲ့ရွာကသဘောတူသည့်မိန်းကလေးကိုညင်ပေကရဲ့ရွာကိုဂယုမဆိုင်ပြုခဲ့သည် ထိုဝက်တွေလဲလေပြီးတကားကျွန်တော်သည်ဒေါသကိုမချုပ်တည်နိုင်တော့ပဲဇနီးအားအိမ်မနှင်ချလိုက်တော့သည်ကျွန်တော်တယောက်တည်းကြံရည်သောခါရင်ကမနေတမ်းထိုင်တတ်ဖြစ်ကဇနီးအားလွှမ်းဆိုးတရားပြန်တော်၏သူနည်း ချစ်ခင်ကြည်နူးခဲကြသည်များကိုတွေ့ရတသာသာဖြစ်မိတော်သည်သူ၏အပြည့်နာများကို တွေ့မိပြန်သောအခါနာကြီးမုန်တီမိပြန်သည်မိတို့ပင် ဖြစ်စေကျွန်တော်ချစ်ခင်ကျင်နာလာသည်ဖြင့်မိဘနှင့်မိတင်ကားတို့၏အညဉ့်ဉေခံကကျကျိုးပပန်းယူခဲ့သောမယားဖြစ်သည့်အတွက်နှမျောတတယူကြုံများဖြစ်မိလေတော့သည် လနေငယ်ခမ်းကြာသွားသောခါရင်းကကျွန်တော်မှလွမ်းစွတန်တာ တရိယာလာသည့်စိတ်ကို မျိုးသေးမအောင်ဤနိုင်တော်ဒီအတွင်သူတရင်တရင်ကိုမင်းမြန်စုံစမ်းကသူထံလိုက်သွားမိတော်သည်ကြောက်တံမျိုးတို့လာခဲ့ကြောက်တံမှာတမန်ကလေးစီကပေါ်ကလေးဟူသောရွာသို့ရောက်ခဲ့သည် ပေါ်ကလေးတို့ရောက်သောအချိန်ကညတကောင်ရန်ချိန်ဖြစ်လေရာတရွာလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိအိမ်အားလုံးသည်လည်းတကားပိတ်ကလူတို့တစုံတရာကိုများမတွေ့မမြင်ရဖြစ်တော်သည် ကျွန်တော်အကြံရများဖြစ်နေစဉ် အလဲကျူးရမပြန်လာဟန်တူသောကာလသားတယောက်ကို တွေ့ရသည့်အတွက်အကျိုးအကြောင်းပြောပြမိမြန်သောအခါတွင်မှကျွန်တော်ဇနီးနေထိုင်သည့်အိမ်ကိုသိရတော်သည်ကျွန်တော်သည်အိမ်တကားကိုခောက်ကပြန်မခေါ်၏ကျွန်တော်ဇနီးအားတကားဖွင့်ရပြီးကျွန်တော်ကတတိယသဖြင့်လာခြင်းဖြစ်ကြောင်းပြောပြကသူ၏နေရထိုင်ရများကိုမိကြည့်သည် သူက ကျွန်တော်ကိုကြည့်ကခြုံချရင်ကိုလေတော်သည် ကျွန်တော်မှလည်းရင်ထဲတွင်ဆိုကမျက်ရည်ဝဲမိတို့တော့ကျွန်တော်တို့ကဤဘဝဤမြတာပေါင်းသိဖို့ကံကြမ္မာဖန်တီချေပြီးတကားအကြောင်းမူကသူသည်ယခုခါတွင်ကျွန်တော်ဤဇနီးမဟုတ်တော့ကျွန်တော်ဤဇနီးဟောင်းတာဖြစ်ပေတော့သည်တနည်းဆိုရရင် အတိတ်ဘဝကတော့ခဲ့ဘူးသောဇနီးသားလင်းဖြင့်ယခုပစ္စခါတွင်က သူသည်အခြားသူအခြားသူတို့၏ကာမပိုင်းများဖြစ်နေချေပြီးတကား ျွန်တော်တက်ခောက်ရေးပြန်ခေရတော့သည်သူနှင့်တူနေထိုင်ခဲ့သည်၆နံပါတ်ရွာတွင်လည်းမနေချင်တော့သဖြင့်ကမာကစင်ရွာသို့ပြောင်းရွှေ့လုံလို့ရင်ရှိဖြစ်ဟောင်းနှောင်းတွေကို တွေးရဆွေးရလွမ်းနာကြ၏နေမိပေတော့သည်ဆရာဆရာမိလာတယ်တပည့်တယောက်ကပြောလာသဖြင့်ကျွန်တော်၏တွေ့သည်ရရေသွားတော့၏အမေဟူသောတန်ကိုကြားလိုက်ရသည့်အတွက်အာတဝမ်းမြောက်သွားကား အလင်းမြန်ပင်ကျောင်းပေါ်မှာဆင်းခဲ့ကမိထံပြေးလာမိသည် အမေဒီကျွန်တော်ကိုမြင်တော့ခါမျက်ရည်လေးတဆန်းဆန်းပြင်းစီကြိုလင်းငရံ့ရဲ့နေ့မှဖြစ်လိုက်မှဖြစ်ဟိုးလေးတကြောကြီးပဲနေ့ကျောင်းကြာရတော့အမေချက်ချင်းထလာခဲ့တာဟိုးအမေယာဝမ်းနဲ့လှိုက်လဲတန်ပြင်းပျော်ရှာသည် အမတို့ဘာသူပြောပြသလဲဟိုးကျွန်တော်ကမိလိုက်နေ့တငယ်ချင်းကျောင်းဆရာမောင်းလှမောင်ကစာရေးလိုက်တယ်ကဲစကားများမနေနဲ့ငရံ့ နင်ခွင့်ယူပြီးအမနဲ့အတူလိုက်ခဲ့ဖို့သာပြင်ပြီးတော့အမေစကားကိုကျွန်တော်ညှစ်တက်ပေးသည် ကျွန်တော်တယောက်တည်းနေရလေသွားလေသူကျွန်တော်စနီးကိုသားလေလွမ်းဆိုတသားတရိယာကအပူဇက်ခင်းနေမိမှဒီချားသည်အပူဇက်လည်းလှပေါင်းများစွာခင်ခဲရလေပြီထို့ကြောင့်ခွင့်တုံလာယူက အမေနဲ့တူကျွန်တော်စားသည်ချက်ကျွေးမွေရဲမြေးသူပြန်ခဲရလေတော့တည်းကိုစားသည်ရရွာသူပြန်ရောက်တော့ခါရင်းက စိတ်တင်လူတဲ့ဖြစ်ကတာယာချီနူးတရားဖြစ်ရတော်သည်မိဘများနှမများအမျိုးဆွေမဲ့တင်ကဟာတငယ်ချင်းများနှင့်တွေ့ကဆံမီဆက်ရာစကားများကို ပြောနေရသောအခါတွင် ကျွန်တော်အပူဆွေမှအင်းငိမ့်တတတကယ်သို့ ဖြစ်ရတော်လေတကိုယ်ဒီတယောက်ဒီနေရသောအခါတွင်ကအနာဟောင်းထကလွမ်းရဆွေရပြန်လေသည်ဆောင်းရသည်ဖြစ်၍ကျွန်တော်တို့ရမှာခက်ခိုက်တုံအောင်ခြံလာသည်ပြီး ။တနေ့တော်နနယ်လီနိုင်ခန်းတွင် ကျွန်တော်အရာမှနူလာတော်သည်။အဖို့ပါသွားရဲ့အိမ်အောက်သို့ဆင်းလာတော်ခါတွင် ထူဆန်းသောမြင်ကွင်းကိုတွေ့ရတော်၏။ကျွန်တော်တို့အိမ်ရှိတွင်မိဘုံလေးဖို့ထား၏။ထိုမိဘုံဘေးတွင်မင်းမပြိုကလေးတယောက်မိလုံနေသည်ကိုတွေ့ရသည်။ကျွန်တော်တို့တိုင်သားလို့မြည်သူများမနိုးကြမထားကြသေးတဲ့ပြင် ဤမိလောက်နေသောမိမပြိုသည်ပဲလေမိဘုံလေးဖို့ထားခြင်းဖြစ်မည်ဟုတွေးသည်တွေးမိသည်အဖဲကြောင့်ကျွန်တော်တို့အိမ်ရှိတွင်မိလာရေးဖို့လေးသည် ထိုမိမပြိုသည်မြည်သူမြည်ဝါဖြစ်လေသည်ကျွန်တော်သည်မိဘုံနေတွင်ထိုင်ကမိမပြိုဝါကဲခဲ၍ခြင်းမိသည်ညနာကလေးကကြည်လင်ရွှန်ပါချစ်စရာမျက်နှာကလေးပင်ဖြစ်သည်မျက်ခုံမျက်လုံးနာရန်ပစံအာလုံးတင်တယ်လာပါလေမိမချောကလေးဖြစ်သည် အတားဟိမာဝင်းဝါရင်နေ ကိုလုံးကိုပေါကလေးမာလေးကြော်ရှင်တောင်းတင်လာပေသည်ကျွန်တော်ရဲ့အချစ်ပူချစ်ဆွေးကိုပျောက်ကင်းအောင်ကုသပေးရန်အတွက်နှက်ကောင်နှမြများကဖန်ဆင်း၍ပြချင်းပေးလောကျွန်တော်ဒီမိမပြိုဟာနှုတ်ဆက်စကားပြောကြည့်မည်ဟူကြံစီစဉ်တွင်မည်မိမပြိုသည်မိပုံနီမာထားကတနှွဲ့နှွဲ့ထွက်သွားလေတော့သည် ကျွန်တော်မှာအံ့ဩစွာပြီးငီမောချင်ရခဲ့ရ၏ အတန်ကြာရင်ကျွန်တော်မိအိမ်ရာမထားကမိလုံရန်ရောက်လာသည့်အခါတွင်မှအမခုနေကဒီမီးပုံနာမှာမင်းကလေးတယောက်တွေ့ရတယ်ဘဲရလဲဟိုမီးချင်းမီးဒီမခင်နှွဲပါကွမင်းမမှတ်မိတော့ဘူးထင်ပါရဲ့ဟိုအမေကပြောရင်ဘဲရမခင်နှွဲလဲဒီနာမည်ကိုလည်းကျွန်တော်မကြားဘူးသူ့ကိုလည်းတခါမှမမြင်ဘူးအေးဟုတ်တယ်မင်းဘယ်မှတ်မိတော့မလဲတို့ရက်ထဲကကိုသားဆန်မှတ်မိတော့ရဲ့သမီးလေး မခင်နဲ့ငငယ်ရမြင်ကုန်းကိုပြောင်းသွားကြတယ်။မကြသေးခင်ကသူ့ဖေးဆုံးလို့သူ့အမေနဲ့တို့ရွာကိုပြန်လာကြတာ။ကျွန်တော်တို့အိမ်ဆော့ဆော့ဆီဆီလာပြီ။ဘာပြုလို့မီးလုံရတာလဲ။ဟိုကျွန်တော်ကအော်တန်ပြင်းမီလိုက်။မခင်နဲ့ကမင်းနှမမက်တန်တွင်နဲ့အင်တန်ချစ်ကြတယ်။ညအိမ်မက်တန်တွင်နဲ့အတူလိုက်တယ်။မခင်နဲ့ကမနဲ့ဆော့ဆော့ထပြီးတို့လုံးပုံမီးဖို့ပြီးသွားတာပါ။သူလာအိတ်တာကျွန်တော်မသိပါလား။ဟိုကျွန်တော်ကမီလိုက်။ ။သူကညှိနှက်မှလာတာကိုကွ့။မင်းကစောစောအိမ်ရောက်ဝင်တော့ဘယ်သိမလဲ။မနဲ့လည်းစောကြီးထပြန်တယ်။ကျွန်တော်ဒီမခင်နွယ်အကြောင်းကို တစိမ့်စိမ့်တွင်နေမိသည်။မခင်နွယ်၏မျက်နှာကလေးကိုတရေရေထင်မြင်ပေါ်ပေါင်းနေမိသည်။ရင်းတော်တွေ့တော်ထင်မြင်နေသောခိုင်ခါတွင်ကျွန်တော်၏ပူမှုဆွေမှုတို့သည်ငြိမ်ပြောက်ွဲသွားသည်အောင်ထင်ရတော်သည်။ညီတို့ပင်ဖြစ်စေမခင်နွယ်ကိုကျေးဇူးတင်မိသည်။ ပူပန်ဆင်းမြေ့ခြင်းဟူသည့်အတိတ်ဖြစ်စဉ်ကိုပြန်လည်တွေးတောဆမြုပ်ပြန်သောကြောင့်ပူရဆွေရခြင်းသာလျင်ဖြစ်ညင်းသောပြန်လည်တွေးတောခြင်းကိုမပြူပါဘူးဟုဆုံးဖြတ်တားမြင်၍မယားပြန်၍ပြန်၍တွေးတောမိကပူရပူရဆွေရပြန်သည်ညင်းသောပြန်လည်တွေးတောခြင်းကိုပယ်ဖြောင်ရန်ကတွေးတောစဉ်းစားခြင်းကိုလန်လွဲကပူစရာမှကြည်နူးစရာသို့မူပြောင်းပေးခြင်းပင်ဖြစ်သည် ကျွန်တော်ဒီဇနီးဟောင်းအကြောင်းတွေ့တော့ပူပန်မိတဲ့အခါတိုင်းမခင်ရဲ့အကြောင်းကိုတွေ့ချင်းပြင်စိတ်ပြောင်းလဲဖြစ်တဲ့ငါတာယာကြည်နူးမှုကိုရှာရတော့သည်မြင်းတော်အပူဆွေးကိုအကြီးအေးဖြင့်အစာထိုးရဖန်များလက်တော်အခါစနီဟောင်းဤနေရာတွင်မခင်တွင်ရောက်ရှိလာသလိုဖြစ်ရလေတော့သည်တူတူဆိုရလျင်ကျွန်တော်သည် မခင်တွဲကို တွေ့တာဆွဲမဲ၍နေပြီဖြစ်ညင်းတို့တွေ့တာစရာရှိသောကြောင့်ပင်လဲ အတင်ရဲ့တရားတန်းချက်များလျော့ပါတတာခွင့်ရလေတော်သည်ကျွန်တော်ဒီမက်ခင်တွင်နေတွေ့လို့ဆုံးလို့စကားပြောလို့ဒီဆန္ဒပေါ်လိုက်သူမျက်နာကလေးကိုမြင်ရလေဘဝင်အေးပေးလိမ့်မည်သူ့တန်ကလေးကိုကြားရလေနာချမ်းသာပေးလိမ့်မည်ထိုခိုက်တွင်ကျွန်တော်ဒီအတိတ်ကိုလုံးဝမမြင်နိုင်မည်ဖြင့်မခင်နွယ်နေတွင်ရန်အတွက်တနေ့တော်နနေ့တွင်ကျွန်တော်စော်ကြည့်ထား၏သို့သောမခင်နွယ်ကိုလည်းမတွေ့ရ မခင်နဲ့ဖူထားသောမိဘုံကလေးကိုလည်းမတွေ့ရသဖြင့်ယင်ထဲမှဟာ၍သွားတော်၏ထို့ကြောင့်အမေယာမခင်နဲ့ကျွန်တော်တို့အိမ်လာမအိတ်တော်ဘူးလားဟိုမေးလိုက်အေးမအိတ်တော်ဘူးဘာပြုလို့လဲဆိုတော့သူကလည်းအပြုမင်းကလည်းလွတ်လွတ်လပ်လပ်ဆိုတော့တခြားလူတွေကတမျိုးတမျိုးထင်ကြဖြစ်မှာဆိုလို့ကျွန်တော်ကန်ဆိုးလှသည်ဟိုတွေ့မိသည်ကျွန်တော်အစိပ်ပြေလက်ပြောက်ကြည့်ရှုကနှစ်သိမ့်ကြည့်နူးနိုင်သည် မခင်နဲ့ကို မတွေ့ရမမြင်ရပြန်ချေတကားကျွန်တော်ယူထားသည့်ခွင့်သုံးလာစေတဲ့ပြင်ရန်ကုန်သို့ပြန်ခန်းနီးသောအခါအမေအားစကားထူဆိုလေတော့သည်မင်းပြန်သွားရင်ตาများမရှိတဲ့အတွက်တယောက်တည်းရောင်းလဲလဲဖြစ်နေလိမ့်မယ်နောက်ပြီးတော့မင်းများဆိုကိုတွေ့တော့တန်တိုင်းစိတ်လက်မကောင်းဖြစ်နေလိမ့်မယ်ဒါထက်ဆိုတာကတော့မင်းများဆိုနဲ့မတော်တဆပြန်ပေါင်းမီမင်းဘွားဟာရေတိမ်နစ်တော်မှာပဲဒါကြောင့်မင်းကိုမိမပီးစားလိုက်ခြင်းနဲ့ ကျွန်တော်အံ့ဩရွေးသွားရင်ဝမ်းသာရမည်လားဝမ်းနေရမည်လားဟုခွဲခြားရမတည်နိုင်အောင်ဖြစ်ရသည် အမေပြောသည့်ချက်လက်တို့ကမှန်သည်ကြီးဖြစ်သည်ဟုထင်မိဘသူနဲ့ပြီးစားမှာလဲအမဘသူနဲ့ဖြစ်ရမှာလဲမခင်နှဲနဲ့ပေါ့ကျွန်တော်အကျဉ်းနဲ့နှစ်သိမ့်ရွေးသွားမည်သည်ဤဝေဒနာမျိုးကိုဤစင်းနေကုမာသားလင်းပြောင်းမည်မဟုတ်ပါလောကျွန်တော်ပြန်ခံနည်းတွင်မခင်နှဲနည်းအတင်အတဲထိန်များမင်္ဂလာပြုရေးပေးသည် ကျွန်တော်ဝကစံချိန်ပထမအိမ်ထောင်တွင်တစုံတရာလက်ထက်ထင်များခြင်းမပြုပဲနှုတ်ဦးသောတူလင်းများဖြင့်နေလိုက်ကြသည်ဒုတိယအိမ်ထောင်တွင်မှာထင်များမင်္ဂလာခန္ဓာစွာပြုရ၏ကျွန်တော်ရန်ကုန်သို့ပြန်တွင်ဇနီးတစ်ကလေးမခင်တွင်ပါ၍လာတော်သည် မခင်တွင်ကရုပ်ကလေးချောသလောက်သဘောတကားရကောင်းလာပေသည်ကျွန်တော်မှသူ၏ချစ်ဦးအိမ်ထောင်ဦးဖြစ်ရာ မခင်ရဲသည်ကျွန်တော်အားချစ်ခင်ကျင်နာလာစွာအလိုလိုက်သည်မကြိုက်ကိုပြုသည် ကျွန်တော်စိတ်ချမ်းသာဖြစ်မည်ကိစ္စမှန်လီညီသည်မှုကိုများမပြုပဲရှောင်ခြင်းလင်ကျွန်တော်ကိုစိတ်နှပြချမ်းသာပြုံးဝင်မည်ကိစ္စကိုသာလီအမြဲဆောင်ရွက်အားထုတ်ရှာသည်ကျွန်တော်တို့ဇနီးမောင်နှံမှာစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနှင့်ပြည့်စုံစွာကြုံမွေရှင်ပြပီတိဒုက္ခဖြစ်ကြသည်သွားစရာလာစရာရှင်လင် လက်ချင်းတွဲကရှင်တွဲသွားလာကြသည်စားကြရှင်လင်တယောက်ကိုတယောက်ခွင်ကျွေးအာမြဖြစ်ရသည်တယောက်ကိုတယောက်ကြည်ကပီတိဖြစ်ကြရ၏တယောက်ဤစကားကိုတယောက်ငါတော်တာစင်ကကြည်ရွှင်ပြောမွေးကြရသည် အဆုံးကိုဆိုရလီညာဧခန်ဒီတွင်ပင် ရုတ်တရက်မအိမ်နိုင်ကြသေးပင် ရှင်ဟောင်းနောင်ဖြစ်တွေကိုပြောဆိုစမြုံကြံကြ၏တခိခိနေပီတိတော်မနတာဖြစ်ကြရလေသည် သို့တော်လာပါချေပြီကျွန်တော်ဘဝတွင်သို့တော်ပေါင်းညောင်များစွာကိုတွေ့ခဲ့ရပါ၏ကိစ္စဝိစာအဝဝပြည့်စုံအစဉ်ပြင်းနေလေသို့တော်ဟုပြောစရာနောက်ချက်တွေ့ရလာတတ်သည် လူဘဝဟူသည်စင်လုံးကျော်စင်ပြေသည်ဟူရေးမရှိပဲသို့တော်ဟူသောနောက်ရှင်ဖုထေတွေပြေရှံ၍နေချေတကကျွန်တော်တို့ဇနီးမောင်နှံမှာတယောက်နှင့်တယောက်မျိုးထားလူမတက်ချိန်ခင်ကျင်နာပါတော့ညာလေး စိတ်မချမ်းသာစရာကိစ္စနီးကြုံတွေ့ရလေတော့သည်အနောက်ဖက်ဒေသဥရောပတစ်ခွင်နှင့်ကမ္ဘာစင်မီတဟီဟီလောင်မြိတ်နေရမှာအရှိတိုင်းတစ်ခွင်တို့ဆင်မီကူဆက်တော်မြေအေးရောင်ပေါ်ပေါက်လာတော့သည်စစ်ဖြစ်တော်မြေတကယ်ကဲဖြစ်နေဆက်တွင်ပြင်ဆင်မှုတွေကိုလည်းတွေ့ရသည်ကာကွယ်ရေးတပ်များမိတပ်သမားများသည်ခြေချင်းလိန်ကအလုံးရှုံနေကြသည်မကြာခဏအစမ်းမှောင်ချသည် အချက်ပေဟောတန်ကြီးက မကောင်းဆိုရာကိုမြင်တဲ့ပြင်ဦးလိုက်တော့ခွေးနဲ့ကြီးတန်နေတူလာကစိတ်တည်မှွေညင်ဖြာမိတော့သည်လူတိုင်းဖြင့်ကြီးလန်းစားစားဖြစ်ကြရည်စစ်ပြလာလီမြည်သည့်ရက်တို့ပြည်လွှာပုံဆောင်ရမည်ကိုစီစဉ်ထားကြရသည် အထုပ်ပိုးများဖြင့်ကြရသည်အသည်တထိတ်ထဲရင်တဖိုးဖိုးဖြင့်အိယမှန်စားရမှန်မတီလာပူပန်လောင်းမြိုင်တောကမီတိုက်ချင်းခံကြရသည် ထို့ထဲတွင် ကျွန်တော်တို့ဇနီးမောင်နှံလည်းပါလီယာကျွန်တော်တို့မှာချစ်စာချင်နာစားတွင် ချင်၍အာမယာရှင်ပြရဲ့မတင်ထိန်နိုင်ဖြစ်ရသည့်ချင်းတွင်စစ်တီဟူသောမကောင်းဆိုဝါကြီးသည်ကျွန်တော်တို့၏ပျော်ရွှင်နှစ်သိမ်းခြင်းကိုဖြိုခွင်းချိန်မုံလိုက်ချေပြီးတကားကျွန်တော်မွေးနေ့ဒီဇင်ဘာလ10ရက်2ဒေါ်လာစုပ်6ရက်ဂျပန်နှင့်အင်္ဂလိပ်တို့စစ်ဖြစ်ပြီးဟူချင်ညာလေတော်သည် ကျွန်တော်တို့ဒီနေ့ထိထိုင်တာထိုင်လန်တုံလောက်က ထိုနေ့တွင်ပင်ဇာတိချက်ကျွေးမှုရဲ့မြေသို့ပြန်ခဲကြ၏။လာမည့်ပင်ကို တွင်ရကြောက်က မစားနိုင်မအိမ်နိုင်ဖြစ်ကြရသည်။ညင်းသောတတွေတွင်တဆွေဆွေနေရင်တွင်ပင်အင်္ဂလိပ်စစ်တပ်များအုပ်ချုပ်ရေးရာရှိများစုပ်ပြီးထွက်ခွာသွားကြလေရာ။မင်းမဲတိုင်းပြည်ဖြစ်လျက်တောကြောင်များကိုကြောက်ရွံ့နေကြရသည်။တောကြောင်ထက်ဆိုသောဂျပန်ကြောင်များရောက်လာကြချေးပြီး ကျွန်တော်တို့ဒီမြို့ပေါ်တွင် မနေဝင်တော့ပဲတော်ရများသူတရားပြီးတရားရွှေ့ပြောင်းပုံရှောင်နေကြရည်။ညင်းတို့ပုံရှောင်ရင်ပြဿနာတခုပေါ်လာပြန်လေသည်။အချစ်ရေထက်စင်ရေခဲစင်ရေထက်ဝမ်းရေခက်လာပေသည်။ကျွန်တော်၏ချစ်စနီမခင်တွဲကိုသူမိခင်နှင့်အတူတော်ရတွင်ထားခဲ့ကကျွန်တော်မှာပနေရေသနာဝမ်းစာရှာဖွေရန်အတွင်းရန်ကုန်သို့တက်ဆင်ခဲ့ရလေသည်။ မခင်နှဲကတရှုံရှုံငိုယိုကကြံရည်ခဲရှိုင်းကျွန်တော်မှလည်းယင်ထဲမှာဆိုကမျက်ရည်ဆိုရင်နေမီသည်ကျွန်တော်ရန်ကုန်တို့ရောက်တော့ခါရင်းကမခင်နှဲနေလုံးဝစက်ပြန်နေတော့ဤစာတိုင်းမှာစာပေး၍မရနိုင် လူကြုံကလည်းမရှိတဲ့ပြင်တယောက်နဲ့တယောက်မာကြောင့်တကြောင့်များမသိနိုင်ငွေကြီးလေးပို့ချင်ပါတော့ညာလေးပို့မပို့ရဖြစ်တော့ဤတနေ့တွင်က ကျွန်တော်တို့ရမှာလူတရားသည် ကျွန်တော်ထံရောက်လာ၏ထိုသူဟာသတင်းထူးကြီးတစ်ခုကိုပြောပြ၏ထိုသတင်းဆိုးကြီးကိုကျွန်တော်ကြားလိုက်ရသောအခါမျက်စိတွေပြားသွားလေတတိလေးတလို့ပြင်ရလေတော့သည်မှတ်ခင်တွင်ဆုံးပြီကျွန်တော်ဘာစကားမျှမပြောနိုင်တော့ပင်ငင်းငိုင်းနေမိတော့သည်ကျွန်တော်ဤဟင်ထောင်ရေးကဒုက္ခကလေးညာအစင်မပြေပါပေတကားပရမဟင်ထောင်နေကြည်ဖြူရှင်ပြနေခဲ့ရစင်ကားလေး မမျော်လင့်သောကိစ္စကြုံတွေ့ရသဖြင့်ရှင်ကွယ်ကွယ်ခဲ့ရသည်ယခုမခင်ရွယ်နှင့်ချစ်ခင်ရွှင်ကြီးသက်ဆုံးတိုင်းနည်းဤဟူအားခဲ့ပြန်တော်လေတိမ်မြင်ခွဲရေးခွဲရပြန်ချေးပြီဘဝဟူသည်ဒုက္ခတော်ကားတို့ပြွန်ရာငရဲပုံတစ်မျိုးပါတကားဤဝါသာလင်းဆိုသည်မဟုတ်ဤဘဝထိုဘဝဘဲဘဝညာကောင်းလာမည်မဟုတ်ဘဝဟူသည်အစိတ်ကြီးနှင်းဒူလာပါပြီ အစိတ်ဒီကထုံမြင်ကောင်းမြတ်သောရတာတမျိုးမျိုးရှိမည်ကမှန်တို့တော်အစိတ်မကင်းသက်ပြင်တနည်းနည်းတွင်စိတ်တင်းကမရှုမလားခံရမည်မှတေချာလာပြီတန်ရာခွင်တွင်ကျင်လည်ရမည်ဘဝထထိုးတို့သည်ဒုက္ခအတိဒါတကအစိတ်ဒီနေမချာမှန်စွာတူလာပါပြီချစ်ခင်ပေါင်းတင်ဆဆန်းချင်းကကိုယ်ကွင်းနောက်ဆုံးရှိချေတကား ျွန်တော်ဤဝါကိုတွေးကလက်တွေးစီမီတိုးလေးတစ်ခု ပေးလိုလာပါ။ချစ်မယာနီချစ်သားချစ်သမီးချစ်စိတ်သေး၍မညီရွှေပွဲနာဝဲตาယာဖြဖြာပီတီကွန်စီတီတုံညှိတွေပေမှာတမှုတရားကဒုက္ခစစ်စစ်အမှန်ဖြစ်ချစ်ချခင်ကြခြင်းနာကြလေ क्वे ရတနေ့တွင်မြည်တော်ကပူပြခလေဘဝထထဥတော်ဟောတွင်ချစ်ပူခြင်းနာ မခွာတူနေခြင်းမူလေဘသူမပြေဆိုညေဝိပရိဖောက်ပြန်ပြီးအမိနှစ်သားမရနေလင် ဖခင်ရင်သွေးကွာဝေးရှင်လင်တေခွဲရှင်ကွာဓမ္မတာကိုပဲခါမပြဲခံရတဲ့မမြတ်ဘဝဒုက္ခဖုံဖုံဆန့်စုံမျောပါတန်တရာမှာလွတ်ရလွတ်ကြောင်းကျွတ်စုတောင်းရင်ကောင်းမြတ်နိဗ္ဗာန်ရည်စူးလို့ ဆုံးထိနာဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ